မင်္ဂလာပါရှင်။ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတော့အလူငွေများကိုအမျိုးသားသဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေမှတစဉ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်စနစ်တကျအသုံးပြုသွားမယ်လို့နာစကဒုတိယဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ငလင်တန်တင့်ဒေတာများပြန်လည်ထူထောင်ရေးအတွက်ဧပြီလ24ရက်အထိအလူငွေကျပ်135ဒသမ86ဘီလီယံအမေရိကန်ဒေါ်လာ1.43တန်း ကိုရီးယားဝမ်5တန်၊အိန္ဒိယရူပီ15တန်၊ထိုင်းဘတ်2တန်နဲ့စင်ကာပူဒေါ်လာ3150လက်ခံရရှိထားကြောင်းသိရပါဗျ။၎င်းလူငွေများကိုအမျိုးသားသဘောဝဘေးရန်နှင့်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစည်ရင်းနဲ့ထည့်သွင်းထားပြီးစနစ်တကျနဲ့ကုညီကယ်ဆေးရေးလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပြန်လည်အသုံးပြုသွားမယ်လို့လဲနာစကာဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကပြောကြားကြောင်းသိရှိရပါသည်။ ငလေတန်တဲ့မန္တလေးတိုင်းဒေသကြီးပြန်လည်ထူထောင်ရန်အမျိုးသားသဘောဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေမှတစ်စင်ငွေချက်60ဘီလီယံထောက်ပံ့ပေးထားကြောင်းသခိုင်းတိုင်းဒေသကြီးအတွက်ငွေချက်50ဘီလီယံနေပြည်တော်ကောင်စီနေပြည်အတွက်ငွေချက်10ဘီလီယံနဲ့ရန်ပြည်နယ်အတွက်ငွေချက်5ဘီလီယံတို့ကိုလည်းပေးအပ်ထားကြောင်းသိရှိရပါတယ်ရှင်